တိမောသေဩဝါဒစာဒုတိယဆောင်အခန်းကြီး1အခန်းငယ်1ယေရှုခရစ်၌တည်သောအသက်ကိုပေးမည်ဟုဂရိတော်နှင့်အညီဘုရားသခင်၏အလိုတော်အားဖြင့်ယေရှုခရစ်၏တမန်တော်ဖြစ်သောငါပေါလုသည်ငါချစ်သားတိမောသေကိုကြားလိုက်ပါ၏ငါတို့သခင်ယေရှုခရစ်နှင့် ခမည်းတော်ဖျားသခင်အထံတော်ကကျေးဇူးဂယုနာညီသက်ရှင်ရှိပါစေတော်အခန်းငယ်3 ခန့်ခန့်သုံးသည်စစ်မှန်သောယုံကြည်ခြင်း၌တည်ရန်တိုက်တွန်းခြင်းအကြောင်းဖြစ်သည်နေညာမပြတ်ငါဆုတောင်းပတနာပြုသည်တွင်တင့်ကိုမရှားမလတ်အောင်မေ့သည်ဖြစ်၍ကိုကိုကိုတည်သောစိတ်စင်ကြယ်ခြင်းနှင့်တကားငါဘိုးဘေးမှစ၍ကိုကိုွယ်သောဖျားသခင်ကိုငါကျေးဇူးတင်ချီးမွမ်း၏တင်းဤမျက်ရည်ကိုငါအောင်မေ့သောအခါဝမ်းမြောက်ခြင်းနှင့်ပြည့်စုံမည်အကြောင်း တင်းကိုတွေ့မြင်ခြင်းကအလွန်လွမ်းသောစိတ်ရှိသည့်ဖြစ်၎င်းတင်းအဖွာလောဤအမိဥနှိမ့်၌အရင်တည်သောယုံကြည်ခြင်းအစစ်သည်တင်း၌လည်းတည်ကြောင်းကိုငါမှတ်မိ၍ငါသဘောကျ၏ထို့သောဖြစ်၍ငါလက်တင်သောအားဖြင့်တင်း၌ဖျားသခင်ပေးတော်မူသောစုကျေးစုကိုနှိုးဆော်မိအကြောင်းငါသည်တင်းကိုသတိပေး၏အကြောင်းမူကား ဘုရားသခင်သည်ကြောက်တတ်သောစိတ်တော်ကိုငါတို့အားပေးတော်မူသည်မဟုတ်တကောပါသောစိတ်ရှစ်တတ်သောစိတ်ရှင်းလင်းသောစိတ်တော်ကို ပေးတော်မူ၏ထို့ကြောင့်ငါတို့သခင်ဘုရား၏တည်တည်ကို၎င်းထိုသခင်ကြောင့်အကျဉ်းခံရသူ ဖြစ်သောငါကို၎င်းဆက်ကြောက်ခြင်းမရှိနှင့်ဘုရားသခင်၏တကောကိုခံရသည့်အတိုင်းဧဝံဂေလိတရား၏ဆင်းရဲဒုက္ခကို မျှယူပြီးခံတော်ဘုရားသခင်သည် ငါတို့ကျင့်သောအကျင့်ကို ထောက်တော်မမူရှေးကကာလမတိုင်းမီယေရှုခရစ်အားဖြင့်ငါတို့အဖို့ကိုတော်တိုင်းကြံစီတော်မူသောခြေဆုတော်နှင့်အညီငါတို့ကိုကယ်တင်၍တန်ရှင်းသောအရာ၌ခေါ်သွင်းတော်မူ၏ထိုခြေဆုတော်ကငါတို့ကိုကယ်တင်သော သခင်ယေရှုခရစ်ပေါ်ထွန်းသည့်အရာမှာယခုထင်ရှားလျက်ရှိ၏ထိုသခင်သည်တေခြင်းကိုပယ်ရှား၍မဖောက်ပြန်ခြင်းကို အေးဥင်္ဂလိတရားအဖြစ်ထင်ရှားစေတော်မူပြီးထိုတရားတော်ကိုဟောပြောတော်သူအရာ၌၎င်းတမန်တော်အရာ၌၎င်းတပါးမျိုးသားတို့၏ဆရာအရာ၌၎င်းငါ့ကိုခံထားတော်မူပြီးထိုအကြောင်းကြောင့်ဤစင်းရဲ့ဒုက္ခကိုငါခံရ၏တို့တော်လည်းရှက်ကြောက်ခြင်းမရှိအဘယ်သူကိုငါယုံကြည်သည်ဟုငါသိ၏သူ၌ငါအပ်ထားသောအရာကိုလည်း ထိုနေ့ရက်တိုင်အောင်စောင့်နိုင်တော်မူသည်ဟုငါသဘောကြ၏ငါထံ၌ကြားရပြီးသောစင်ကြယ်သောတရားစကားအချုပ်အရာကိုယေရှုခရစ်၌ယုံကြည်ခြင်းချစ်ခြင်းနှင့်တကွဆွေးမြဲလောသင်၌အထာသောအရာမြတ်ကိုငါတို့၌ကျင်းဝတ်တော်မူသောတန်ရှင်သောဝိညာဉ်တော်အဖြစ်စောင့်ရှောက်လောအာရှိပြည်၌နေသောသူအပေါင်းတို့သည်ငါ့ကိုပယ်ကြပြီဟုသင်သည် ကြားသည်၏ ထိုသူတို့တွင်ဖုကေလူနှင့်ဟေယမောခင်ပါတည်းထာဝရဘုရား၏ဂရုဏာတော်သည်ဩနေတိဖို့၏အိမ်၌တက်ရောက်ပါစေသောသူသည်ငါ့ကိုအဖန်ဖန်တက်တာစီပြီငါ၌တန်ကြိုးရှိနောင်လျက်ရှိတော်လဲသူသည်ချက်ချောက်ရှင်းမရှိပဲယောမမျိုးတို့ရောက်တော်အခါတာ၍ကြိုးစားလျက်ငါ့ကိုရှာ၍တွေ့၏သူသည် ထိုနေ့ရက်၌တခင်ဖျား၏လက်မှဂရုဏာတော်ကိုခံရမည်အကြောင်း ထာဝရဘုရားသည် ပေးသနာတော်မူပါစေသော။သူသည်အေးဖတ်မြို့၌လည်းငါ့ကိုအဘယ်မျှလောက်ပြုစုသည်ကိုတင်သည် အမှန်သည့်၏။တိမောသေဩဝါဒစာဒုတိယဆောင်ပြီးပါပြီ။